ကောတိုင်းတောင်ငူခိုင်ကေတုမတီမျိုးသိရှိဂျမ်ဘက်စစ်ကော်မရှင်ရဲ့တောင်ငူလေးတက်စခန်းဌာနချုပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကတပတ်တွင်နှစ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပထမကြိမ်တိုက်ခိုက်မှုကပြီးခဲ့တဲ့ဒီဇင်ဘာ၄ရက်မနက်ကဖြစ်ပြီးဒုတိယကြိမ်တိုက်ခိုက်ခံရမှုကဇမန်နေ့ဒီဇင်ဘာ၉ရက်ညအချိန်ကဖြစ်တယ်လို့သိရပါတယ်။ဇမန်နေ့ည9:55မိနစ်ခန့်မှာအဆိုပါတောင်ငူလေးတက်အတွင်းကိုတရခွန်မမရှော့တိုက်တုံ၆လုံးကိုအောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ Ray Warriors for မြန်မာ BWN ကဒီကနေ့ဒီဇင်ဘာလ10ရက်မော်တယ်ပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ Blue Dolan ရဲ့အနိုင်ရှုံးကိုအဆုံးဖြတ်ပေးပြီးရန်သူစစ်အုပ်စုရဲ့လက်တက်ကိုအများဆုံးဖြိုခွင်းနိုင်ရင်မှ Dolan ၏အချိန်ကြာလာသည်နှင့်အမျှအရေးကြီးလာပြီဖြစ်၍ကျွန်ုပ်တို့ BWN ဖွဲ့ကနေမြေကမဟာမိတ်များနဲ့ပူးပေါင်းကတောင်ကိုလီတက်ရဲ့စီလောင်ကံများကိုအတီးကပြစ်မှတ်ထား၍ယခုမစ်ရှင်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ရန်သူစစ်အုပ်စုဘက်ကအထက်ထက်ပိတ်ဆို့ကာစီးတော်လဲ နေမီကမဟာမိတ်ဖွဲ့များရဲ့မာကန်ကူညီမှုတွေကြောင့်အဆိုပါထက်ထက်ပိတ်ဆို့ကာစီမှုတွေကြောင့်မှခက်ခဲဝင်ရောက်ပြစ်ခတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နေမီကများရဲ့ပြောကြားချက်အရပြစ်ခတ်လိုက်တဲ့ short tight တောင်းဟာတောင်းကူလက်တဲ့အတွင်းကိုကြားရောက်ပေါက်ကွဲပြီးထက်ဆင့်ပေါက်ကွဲတံများလည်းကြားအကြောင်းနဲ့ပေါက်ကွဲချိန်နိုင်ဝက်ကျော်ကြားမြင်ကြောင်းလည်းကနဦးကြားသိရတယ်လို့ဖော်ပြထားပါတယ်။ရန်သူဘက်ရဲ့နောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကိုစုံစမ်းစစ်ဆေးပြီးဆက်လက်တင်ပြပေးသွားမယ်လို့လည်းဆိုပါတယ်။ ယခုတိုက်ခိုက်မှုကိုဘီဂျူပန်ဖွဲ့ရဲ့ဦးဆောင်စီမံမှုနဲ့ Mountain Knights Civilian Defense Force MKCDF, Antico People Liberation Force ACPLF နဲ့တန်တော်မြောက်ပိုင်းအထူးဒေသ Fighter စားခဲ့အဖွဲ့တို့က KNL တပ်မနဲ့တင်းရင်းကားနဲ့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တော်လိုင်းစစ်မျက်နှာပုံမပြင်းထန်လာနေချိန်မှာလေတပ်ပြိုလျင်တော်လိုင်းနိုင်မယ်ဆိုတဲ့အချက်မှာပုံမပေါ်လွင်လာတဲ့အတွက်တော်လိုင်းအင်အားစုများအားလုံးအနေနဲ့လည်း လေတဲ့ပြိုကျရေးမရှင်တွေကိုဒီဇိုင်းမမဲ့ပူပေါင်းဖော်ဆောင်ပေးကြဖို့လဲ BWN ကတိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလရဲ့မနေ့ရှင်းနိုင်15မိနစ်ခန့်ကလည်းဝရဇိုင်းတပ်ဖွဲ့ကအဆိုပါတောင်ဝူလေတဲ့စခန်းဌာနချုပ်ကိုအစစ်မြေ FPV အသေးခံ drone လေးစီးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်ခဲ့ရမှာနှစ်စီးမှလေရင်ထိမ့်သိမ်းရေမျောစင်းဖြစ်တဲ့လေရင်အတက်စင်းထိမ့်ချုပ်ရနေရတဲ့ drone တိုက်ခိုက်မှုများမှာကာဝယ်ပေးတဲ့ဂျာမာထားရှိရနေရာတို့ကိုအတိအကျတိုက်ခိုက်နိုင်ခဲ့ပြီး ကျန်းစင်းမှာယာစီဥတုအခြေအနေတွေကြောင့်ပြစ်မှတ်လွှဲချော်ခဲ့ရတယ်လို့ဝရစိန်တပ်ဖွဲ့ကဒီဇင်ဘာ9ရက်နေ့ကရုတ်တရက်နဲ့တကွာသတင်းထုတ်ပြန်ထားပါတယ်။ဒီတိုက်ခိုက်မှုကြောင့်ဂျာမန်စစ်များစတိုင်းမီးတောင်ကျွမ်းမှုများဖြစ်ပေါ်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားသလိုဂျာမန်စစ်များမီးတောင်နေတာကို ရုတ်တရက်ထဲမှာတွေ့ရပါတယ်။အဆိုပါတိုက်ခိုက်မှုကို Operation တန်းတော့ဖို့စစ်စီအဖြစ်ဝရစိန်တပ်ဖွဲ့မှဦးဆောင်ပြီးမြေပြင်တိုက်ခိုက်ရမှာမဲ့အဖြစ်တန်းတော်မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။ တောင်ငူလီတက်စကန်ဌာနချုပ်ဟာတောင်ငူမြို့နဲ့ငားမိုင်ကျော်ကွာဝေးတယ်လို့လည်းသိရပါဗျာခင်ဗျာစစ်တွေနဲ့ကြောက်ဖြူရက်ွက်ကြေးရွာ82ခုမှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့စစ်ကောင်စီဝန်ခံထားတဲ့သတင်းကိုလည်းဖော်ပြပေးပါမယ်ရခိုင်ပြည်နယ်ကစစ်ကောင်စီထိန်းချုပ်ထားစေဖြစ်တဲ့မြို့တော်စစ်တွေနဲ့ကြောက်ဖြူမြို့နယ်တို့ကရက်ွက်ကြေးရွာ82ခုမှာရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ခဲ့ပါတယ်ဒီဇင်ဘာလ28ရက်မှာစတင်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်း1မှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူနဲ့မန်အောင်မြို့နယ်တို့မှာကျင်းပသွားမှာဖြစ်ပြီးအဲ့ဒီအထက်ကစစ်တွေမြို့နယ်ကမြို့ပေါ်ရက်ွက်တစ်ခုကြေးရွာအုပ်စု12ခုနဲ့ကြောက်ဖြူမြို့နယ်ကမြို့ပေါ်ရက်ွက်9ခုနဲ့ကြေးရွာအုပ်စု48စုတို့မှာရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့ UEC ကနိုင်ငံပိုင်သတင်းစာကားတစ်စင်ဒီဇင်ဘာ6ရက်နေ့ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာတောင်းရွေးကောက်ပွဲရအောင်ပြည့်မကျင်းပနိုင်ဘူးဆိုတာ ရခိုင်ပြည်မှာသူတို့ရဲ့အာဏာစက်မရှိတော့ဘူးဆိုတာကိုထင်ထင်ရှားရှားပြသလိုက်တာလို့စစ်တွေမျိုးကန်တက်ကြွလူငယ်တယောက်ကပြောဆိုထားပါတယ်။စစ်ကောင်စီကသူတို့ထိန်းချုပ်ထားတဲ့မြို့နယ်၃ခုကိုတောင်ရာနှုန်းပြည့်ရွေးကောက်ပွဲမကျင်းပနိုင်တာကိုအခြေခံအဖြစ်သူတို့ရဲ့အာဏာစက်ဟာရခိုင်ပြည်မှာတက်ရောက်မှုမရှိဘူးဆိုတာသိသာစေတယ်။စစ်တွေနဲ့ကြောက်ဖြူကိုတောင်အစိုးရရုံတွေစိုက်ထားနိုင်လို့မြို့ပေါ်လောက်ပဲလုံနိုင်တော့တာစစ်တွေမျိုးမှာတော့တချို့ရက်ွက်တွေမဲယုံစိုက်လို့မရတော့ဘူး။ပြည်သူတွေကလည်းဘယ်သူမှစိတ်ဝင်စားတာရှိမနေဘူးလို့ပြောဆိုထားတာဖြစ်ပါတယ်။ စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲမှာရခိုင်ပြည်နယ်ကိုစားပြုနိုင်ငံရေးပါတီတွေအဖြစ်ဒေါက်တာအေးမွန်ရဲ့ရခိုင်ဥဆောင်ပါတီ AFP ဥပရှင်ရဲ့ရခိုင်တိုင်းသမားပါတီ RNP နဲ့စစ်တပ်ကြောတော်နောက်ခံပြုထားတဲ့ဖီရောစုချက်ခိုင်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီ USDP တို့ကအပြိုင်ဆိုင်မဲဆွယ်စည်းရုံးနေကြတာဖြစ်ပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်တွေကြောက်ဖြူမြို့နယ်တို့မှာစစ်ကောင်စီတနေအာရခတက်တော်တို့ကြောင့်နှစ်ဖက်စည်းရေးတက်မှနေပြီးအပြန်အလှန်ပြစ်ခတ်နေကြတာလည်းဖြစ်ပါတယ်။ အခုစစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာနိုင်ငံတော်လုံးရှိမြို့နယ်56မြို့နယ်မှာမြို့နယ်လုံးကျိုးရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ဘူးလို့လည်းရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်ထားတာပဲဖြစ်ပါတယ်ခင်ဗျာအေယော်ဒီမြစ်အရှိတ်ဘက်ခြမ်းမှာနောက်ဆုံးကျန်ရှိနေတဲ့ဗမော်မျိုးသိန်းတိုက်ပွဲဟာ2025ခုနှစ်ဒီဇင်ဘာ4ရက်ကတနေ့ပြည့်ခဲ့ပြီဖြစ်ပေမဲ့လက်ရှိချိန်ထိတော့စစ်ကောင်စီတပ်တွေနဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေတိုက်ပွဲဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ် နိုဝင်ဘာလကုန်ပိုင်းလောက်ကစပြီးစစ်ကောင်စီတပ်တွေဟာဗမော်ပတ်ဝန်းကျင်တကြောကိုစစ်ကြောင်းထိုးထိုးစစ်ဆင်လှုပ်ရှားလာတာကြောင့်တိုက်ပွဲတွေပြန်လည်ပြင်းထန်နေတယ်လို့ကချင်ရှေးတန်းသတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်စစ်ကောင်စီတပ်တွေကနိုဝင်ဘာ30ရက်လောက်ကတည်းကထိုးစစ်ဆင်တယ်လို့ပြောရမယ်နိုဝင်ဘာ30ရက်နေ့ကတည်းကဗမော်ပတ်ဝန်းကျင်မှာတိုက်ပွဲတွေကတောက်လျှောက်ဖြစ်နေတာဒီဇင်ဘာ9ရက်နေ့ထိတိုက်ပွဲကတော့နေတိုင်းပဲဖြစ်တယ်မြေပြင်တိုက်ပွဲတွေဖြစ်တယ်စစ်ကောင်စီဘက်ကတန်ချက်ကတွေလည်းတုံးနေပြအစုံမဲလက်နက်ကြီးတွေရောပစ်တယ် အဲ့လိုလိုပြီးစစ်ကြောင်းထိုးလာတော့တိုက်ပွဲကလွန်ခဲ့တဲ့အပတ်တွေကတောက်လျှောက်ဖြစ်နေတာလို့ဆိုပါရယ်ဗမော်မျိုးသိန်းတိုက်ပွဲစတင်ခဲ့တဲ့2024ဒီဇင်ဘာ4ရက်ကနေ2025ခုနှစ်နှစ်ဝက်ပိုင်းဇွန်လဝန်းကျင်အထိဗမော်မျိုးအတွက်အရေးပါတဲ့မျိုးရင်းနေရာနဲ့စစ်တဲ့နေရာတချို့ကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ရေးအသာစီရရှိခဲ့ပါရယ်ဒါပေမဲ့ဇူလိုင်လကစစ်တပ်ကစစ်အာပြင်စစ်လက်နက်နဲ့ရိတ်ခါတွေတင်တဲ့စစ်သည်မောင်းအစီး20ကျော်ကိုမန္တလေးဘက်ကတည်ယူပြီး စင်အားတွေပြန်လဲစုဆောင်းကတကြောပြန်တံပြန်ထိုးစစ်ဆင်နွှဲခဲ့တာပဲဖြစ်ပါတယ်။စစ်ရဲခါတွေတည်ယူပြီးတဲ့နောက်စစ်တပ်ရဲ့တံပြန်ထိုးစစ်မှောင်း2025နှစ်စာပိုင်းမှာတင်ပိုင်နိုင်ခဲ့တဲ့အမှန်9014တင်ကတက်အာမတ366အမြောက်တရင်နဲ့ခါလရ236ရှေ့တန်းကာကင်တက်စကန်တချို့ကိုလက်လွတ်လိုက်ရတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကဗမောမျိုးလက်မလွတ်ရရေးအတွက်စစ်လေရင်မျိုးစုံနဲ့လေကြောင်းတိုက်ခိုက်တာတွေဒရုန်းနဲ့ကြီးအုံပြူတိုက်ခိုက်တာတွေဇက်တိုက်လှုပ်ဆောင်နေသလို တဖက်မှာ KNY နဲ့ဒေါ်လာရေးပိုးပေါင်းတက်တွေကလည်းစစ်တပ်ရဲ့တံပြန်ထိုးစစ်ကိုခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲတနေ့ဖြစ်သွားတဲ့အထိဗမော်မြို့တွင်နန်ဖောင်းတာမိုင်းလုံဗမော်တက္ကသိုလ်ရှိတဲ့လမ်းကြောင်းတစ်လျှောက်နဲ့ဗမော်မိုးမောက်သွားလန်းခါလရ49သွားလန်းတစ်လျှောက်စားတဲ့နေရာတွေမှာတိုက်ပွဲရပ်တန့်သွားခြင်းမရှိဘဲနေ့စဉ်တိုက်ပွဲတွေဆက်ဖြစ်နေစေဖြစ်တယ်လို့ KIA ရှီရန်သတင်းရင်းမြစ်တွေကပြောဆိုထားတာပဲဖြစ်ပါတယ်။အထူးကဒီတိုက်ပွဲဖြစ်တာကတော့ဗမော်မိုးမောက်ဘက်ပေါ့ ဗမော်အထက်မိုးမောက်ဘက်သွားတဲ့9မိုင်ပတ်ဝန်းကျင်တကျော်မှာစစ်ကောင်စီကစစ်ကြောင်းထိုးလာတာရှိတယ်။မြေပြင်ခြေလီနဲ့စစ်ကြောင်းထိုးလာလို့အဖက်မှာလည်းတိုက်ပွဲဖြစ်နေတာရှိတယ်။အခုကကြတော့မန်စီဘက်ကိုသွားတဲ့40ခွန်ပတ်ဝန်းကျင်မှာလည်းအဖက်တကျော်စစ်ကောင်စီတွေကမြေပြင်ထိုးစစ်ဆင်နေတာရှိတယ်။ဗမော်ပတ်ဝန်းကျင်လည်းစစ်ကောင်စီကမြေပြင်ထိုးစစ်ရှိတယ်။နှစ်ဖက်ပြစ်ခတ်မှုကတော့တက်လိုက်ဆုတ်လိုက်ပဲ။အဲလိုဆိုတော့ဗမော်ပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဆက်ပြီးဖြစ်နေတာရှိတယ်။လွန်ခဲ့တဲ့အပတ်တွေမှာတိုက်ပွဲပြင်းထန်တာကတော့မိုးမောက်ဘက်ခြမ်းရဲ့မန်စီအထက်ဘက်ခြမ်းရဲ့ မိုးမောက်အထွတ်၅မိုင်တွေမှာတိုက်ပွဲကတော့နေတိုင်းလူလိုဖြစ်နေတာလို့ဆိုပါရယ်ဗမာတိုက်ပွဲနဲ့ပတ်သက်ပြီးတရုတ်ဆိုရကကချင်လောလိုက်တဲ့မတော် KIA ကိုထိုးစစ်ရတမှုဖိအားပေးပြောဆိုတာတွေရှိပေမဲ့တိုက်ပွဲတွေကတော့ဆက်ပြီးဖြစ်နေတာဖြစ်ပါရယ်ဗမာမျိုးသိန်းတိုက်ပွဲမပြီးမချင်းစစ်ရေးအနိုင်ရရှိသွားတဲ့အထိဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကဒေတာရင်းမီဒီယာတွေကိုဖြေကြားထားတာပဲဖြစ်ပါတယ်ခင်ဗျာ